ောင်ဖိုးပေမောင်ဖိုးပေကပါအောင်ကွာဖိုးပေနားထဲမှာဒေးအတန်းကိုဝိုးတော့ပဲကြားလိုက်ရတယ်ဒါပေမဲ့မျက်လုံးတွေဖွင့်မြလို့ပုတ်တက်နေမိတဲ့အချိန်မောင်ဖိုးပေမျက်လုံးတွေဖွင့်လိုက်ပါပုတ်တက်နေဖို့အချိန်မရှိဘူးမျက်လုံးတွေကိုပုတ်နေရကနေမှဲပြီးတော့ကြည့်လိုက်မိတယ်ဟဲ့ခမည်းကဘာတူလဲအဘကဘာတူလဲဆိုတာအရေးမကြီးပါဘူး အဖအဘားကြောင့်လာရတယ်ဆိုတာပဲအရေးကြီးတာဒီချိန်ရွာကင်းနေတွေစီကနိုင်ပြန်နှစ်ချက်ကောက်တန်ကြားလိုက်ရပါတယ်ဖိုးပေအိတ်နေရာဇရက်ရှိမှာဝိပြုစနေတဲ့ပုံကတရားရောက်နေခြင်းဖြစ်တယ်အချိန်မတော့အချိန်တော်ကြီးဘာလဲလောက်တာလဲတရေဆိုရင်တော့ကျုပ်ကမကြောက်ဘူးနော်တခြားကိုသွားပြီးတော့ခြောက်လောက်လေးစာမိသွားလို့အစာမရှာနိုင်ဖြစ်သွားမယ်အဲ့ရနေဘေးကလောက်လေးကထောင်ပြပြီးတော့ခက်ဆက်ဆက်ပြောလိုက်ပါတယ်တေချာကြည့်ပါဦးမောင်ဖိုးပေရအဘယုတ်က တစေတရေရုပ်ပေါက်နေလို့လားဒါဆိုတဲ့လိုင်းကိစ္စကိုပြောအရင်မောင်ရင်ကျုပ်ကစိတ်သိကြည်နေတာမဟုတ်ဘူးလိုင်းကိစ္စကတော့မောင်ရင်ကိုပြစီတခုအထားခြင်းလို့ပဲဝိပြုဆိုင်ကြတဲ့ပုဂ္ဂိုလ်ဟာဘေးလွယ်အိမ်တွင်ကိုနှိုက်ပြီးတော့ဝါကြီးတော့တရံဘူတခုကိုထုတ်ပေးတယ်ဖို့ပေတယောက်တခွန်းတပါးသားမမဟာပဲလက်ကအလိုလိုအဲ့ဒီဘူစီကိုလှန်လှန်လိုက်မိပါတယ်ဒီပုဂ္ဂိုလ်နဲ့ဖို့ပေအတန်ငယ်ဝေးပေမဲ့ဝိပြုဆိုင်ကြတဲ့ပုဂ္ဂိုလ်ပေးတဲ့ဘူးလေးဟာဖို့ပေလက်ထဲကိုရောက်လာတယ် တေးချစောင်းလျှောက်ပါပေါင်းဖို့ပေးနောက်လာပြကြရင်အဘပြန်လာယူပါမယ်မျက်စိတမိတ်တွင်မှာပဲဝိပြုစင်ကြဲတဲ့ပုဂ္ဂိုလ်ဟာအငွေ့တံတန်ဖြစ်နေပျောက်ကွယ်သွားတယ်ဒုံးဆိုတဲ့တန်တဲ့တူဖိုးပေခေါင်းထားတဲ့ဝဘဝလိမ့်သွားပြီးတော့ဖိုးပေရဲ့ခေါင်းနဲ့ဇေယျကျမ်းမြင်မိတ်ဆက်ရာကနေထွက်ပေါ်လာတဲ့အတန်ဖြစ်ပါတယ်မိုးတောင်လင်းနေပြီဖိုးပေတယောက်အဲ့နေရာကကမကရန်ထရာလက်ထဲမှာဝါကြီးတော့တံတန်ဘူးတစ်ခုကို ိုက်ထားမိနေတာသတိထားရတယ်။ဟင်ဒါဆိုညကအိမ်မက်မဟုတ်ဘဲနဲ့တကယ်ဖြစ်ခဲ့တာပဲ။တကယ်ဖြစ်ခဲ့တာဆိုရင်တော့ဒီဘူးတွေကရောဘာတွေများဖြစ်နေမလဲ။ညကလူကရောဘာတူလဲ။အတွေးပေါင်းများများစွာနဲ့ဟိုးပေတရာခေါင်းထဲမှာပြရာခတ်သွားတယ်။ဒါကငါနဲ့ပါဆိုင်လို့ငါကိုလာပေးသွားတာလေ။ငါဖွင့်ကြည့်လိုက်ရင်ကောင်းမလား။ငါအတွက်အန်ရရေကောရှင်းနိုင်ပါမလား။ဟာမသိဘူးကွာ။ ဒီအတိုင်းထားလိုက်တာပဲကောင်းမယ်ဘူးလေးကတင့်နဲ့ထွင်လာပြီးတော့ဘလူးရုပ်တွေပန်းကနုတ်တွေနဲ့အနုစိတ်လှထားတယ်အဖုံးကလည်းအစွဲဖွေးဖွေးနဲ့ဘလူးတကောင်ကစောင့်နေတဲ့ပုံစံထူးစစ်ထားတာလက်ရာကလည်းမြောက်ပါတယ်ပြောပြောဆိုဆိုနဲ့ခေါင်းအိတ်နေတဲ့ဘဘိုးဝါးပိုင်းနဲ့ကိုအဲ့ဒီဘူးလေးကိုထက်လို့အကောင်ဘောက်ကိုအဝတ်တစ်ခုနဲ့စို့ထားလိုက်တယ်မိသက်တင်းချမ်းရှိရဘက်ကိုထွက်လာတယ်ဒီနေ့မိသက်ကျူမဲ့ အလောင်းတစ်လောင်းရှိတယ်။အလောင်းလာမပေါ့ခင်မိဆက်ကိုကြိုတင်ပြီးတော့နှုတ်ထားရမှာ။လုံလောက်တဲ့မိအချိန်ရမှာပဲအလောင်းမိဆွဲပြီးတော့ပြာကြနိုင်မယ်။မဟုတ်ရင်တော့အလောင်းကမိဖုတ်ထားတယ်လို့ပဲမယုံတာမဲသွားပြီးတော့ပြာမကြပဲဖြစ်တတ်တယ်။မိဆက်ကလုံလောက်တဲ့အပူရတာနဲ့အလောင်းလာပေါ်တဲ့ကာရဟာဝင်လာတယ်။ဖိုးပစ်တရားအလောင်းကိုတေချာစစ်စစ်တယ်။စောင်းနေပါလေထဲမနေနဲ့ဖယ်လိုက်။မိလောင်တာပို့ကြတယ်။မလိုအပ်တာတွေအကုန်ထုတ်။နားကနကတ်တွေချုပ်ပြစ်လိုက် တေကားမှလာပြီးတော့အလှဆင်မနေနဲ့ဘဲမသားမှနှာထောင်းနဲ့မလိုက်ဘူးခဏနေပလတ်စတစ်နဲ့ထုတ်မှာမိသားစုတွေဝါအောင်ကြည်သာကြကရော့မဲ့သူတွေကရော့ကြပရိသတ်ဘက်ကိုလှည့်လိုက်အလောင်းတဲနာတဲ့ဆမတ်ကိုလှည့်လိုက်နဲ့ဟိုးဘေတယောက်တွတ်တွတ်ပြောဆုံနေတယ်သွားတဲ့လူကလမ်းပြသူလိုက်ဖို့သူကလမ်းကြည့်သူတဲ့ငါတဲ့တနေ့ဒီလမ်းကိုသွားရမှာပဲဆိုပြီးတော့တရားအလို့ကုတော်လို့ကိုလောက်ကြတဲ့ရင်နားကနှက်ကပါချစ်ဦးကြမှာဘာမှထဲမပေးလိုက်ဘူး ထပ်ပြီးလိုက်ရင်တော့မှဘာမှယူသွားလို့မရဘူးဆိုတာလေသတိရကြ။စကားပြောပေါက်ဆက်ဆက်နဲ့ပြောပေမဲ့ဖိုးဘီပြောတာတွေဟာတရားကြတယ်။မိတင်ញိုင်ဆက်အပေါဝါကနေပြီးတော့မိတွေရဲနေအောင်တွေ့နေရတယ်။ဒီတက်ကလေးမှမှာတော့အလောင်းကိုအိတ်နဲ့ထုတ်ပေါ်ပြီးတော့တင်းတယ်။ဆက်အပေါဝါမှာကရင်ကိုတိတ်ပြီးရှစ်တုံးနှောင်းငယ်၃ချိန်လို့လို့အလောင်းကိုအချိန်နဲ့ဆက်တဲ့ကိုတဲ့တယ်။တန်တကာပိတ်တံဂျင်းကနေမြည်ပြီးဘဝတစ်ခုအဆုံးတတ်သွားခဲ့ပြီ။ဖိုးဘီလုံနေကြလုံတွေကိုလုံနေရဆိုတော့မဲ့ စိတ်ကအလုပ်ထဲမှာမရှိပဲညကပုတ်ကိုလာပေးသွားတဲ့ဘူးကလေးကိုပဲစိတ်ကရောက်နေတယ်။ညနေဆောင်ချိန်ကိုရောက်တော့ရေမိုးချွတ်အဝတ်စဲလဲပြီးပုံမှန်တိုင်းမဲ့ဖျားဝတ်တက်တရားထိုင်နေရဇေယဝန်းကျင်မှာတကြုံကြုံအတန်တွေကြည်လောင်သာကြားလိုက်ရတယ်။မြင်အပ်မမြင်အပ်တဲ့တရဝဝင်ရပေါင်းကိုကျွန်တော်ပြုသည်မြကုသိုလ်တွေအများပေးပါရယ်အများယူကြပါကုနော်ကုသိုလ်ဟောဂျုံကြလိန်ဆိုတဲ့ဇေယခေါမှုဘောကိုတဲတွေနဲ့ပတ်တဲ့အတန်တွေ ခဲရီနဲ့ထူတန်တွေစုံရံသွားတယ်။မောင်ဖိုးပေမောင်ဖိုးပေခေါ်တဲ့ညောင်ဖိုးပေမြေတားဖို့အမြဝခြင်းလုံးကိုရက်တယ်။မောင်ဖိုးပေမယူဆိုင်ဘုရားလောကသားတွေမောင်ရင်းကိုဒုက္ခပေးဖို့အတွက်လာနေကြပြီ။ဇေယနဘေးတိပိမော်ကကြားနေရတဲ့အတန်ဖြစ်တယ်။ခမားကရောဘာလုပ်လဲ။ဖိုးပေတရားတိပိမက်ကိုအတန်လှမ်းပေးတယ်။ကျောက်ကဒီကုတ်ကုတ်ပဲမှာနေတာနှစ်ပေါင်းရာနဲ့ချီပြီ။ပြီးတော့ မောင်ရင်မေတ္တာပို့အမြောက်ဓာတ်တွေရပြီးတော့အခုမှပျော်ပျော်ရွှင်ရွှင်ဖြစ်လာတဲ့တစေပဲဆိုပါတော့ဒါဆိုခမ ्या ကပရလောကသားပဲလေခမ ्या ကဘာလို့ပရလောကသားတွေလာနေပြီလို့ပြောတာလဲဖိုးဖေကဘဝင်မကြတဲ့လေတန်နဲ့ပြန်ပြီးတော့မေးတယ်ဒီလိုမောင်ရင် မောင်ရင်ပို့သားတဲ့အမြတ်တန်းတွေရပြီးတော့ကျုပ်ကကြောက်ရလို့ရတော့မှအခုမောင်ရင်လက်ထဲကိုရောင်းနေတဲ့တေသာပုလေးဟာတစေပရဝိုက်ထည့်ထားတဲ့ဘူးပဲအဲ့ဒီပရဝိုက်ကတစေတရေ မြေဖို့ပလူစားတဲ့နာနာဘွားတွေကိုဒုက္ခတတော်ပေးနိုင်တယ်အဲဒါကြောင့်မောင်ရင်စီကလာပြီးတော့လွတ်ယူကြတာသတိဝိရိယနဲ့သာနေနောက်ပြီးတော့အကျိုးရှိတယ်လို့အသုံးချပါကျုပ်ကတော့ဒါပဲပြောနိုင်တယ်တင်းကြိုင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားရာလေတိုးတန်တော်မှမကြရဘူးဖိုးပေတယောက်ဘဘိုးဝါကပိုင်းကလေးကိုသတိရသွားတယ်စုတ်ထားတဲ့အဝိဇ္ဇာလေးကိုပဲအတွင်းကတစိပရပိုင်လို့ခေါ်တဲ့ဘူးလေးကိုစစ်စစ်ကြည့်တယ်နှစ်ပေါင်းများစွာကလက်ရာတစ်ခုလို့ထင်လိုက်တယ် ဘလို့အစောနေထက်တယ်ဆိုတာဖိုးပေတယောက်နားမလဲဘူးဒီချိန်မှာတဟီတဟာနဲ့ဇယက်ရှိမှဆဗင်ဖာလာချတာတဲ့အမျိုးသမီးတူဟာအတန်ကြဲကြဲလန်လန်နဲ့အော်ဟိရေမောင်းနေတာတွေ့ရတယ်။ကောင်းလေမင်းလက်ထဲမှာရှိနေလို့အဲ့ဒီဟာဘာမှအတုံးမဝင်ဘူးငါလက်ထဲကိုထည့်လိုက်။ဟာနင်းလို့တရေမကငါစီကပစ္စည်းကိုလိုချင်နေဟုတ်လား။ရရင်လာယူလေ။ဇဗင်ဖာလာချတာတဲ့အမျိုးသမီးဟာတော့တဲ့ပုံထပြီးခြေဆောင်နေလို့ လက်ကြီးကရှည်ထွက်လာကတစေပရဘိုက်ကိုလှမ်းယူဖို့လုပ်ရာကြော့ဒါတော့မရဘူးငါပတိပဲရမယ်ယူသွားဒီလိုဆိုကလက်ကိုပတိနဲ့ရိုက်ချတယ်အာသိပါပြီပို့တယ်ကျေလောင်တဲ့အတန်နဲ့ပျောက်ကွယ်သွားပြန်တယ်နောက်တစ်ခါလာတဲ့လောက်လေးကွားနဲ့ကိုပြစ်လွန်မယ်ဘာကောင်ဒီမိုင်းကိုမသိဘူးမောင်ဖို့ပြီတတိဝရိယရှိပါလိုအပ်ရင်တစေပရဘိုက်ကိုထုတ်သုံးလို့ရတယ်ကိုကိုပင်မော်ကအတန်ထွက်လာတယ်မတုံးတက်ဖို့ဗျာ လာကျင်တဲ့ကောင်လာယူလို့ရတယ်။ယူလို့ရရင်လာယူစမ်းပါ။ဖိုးပေတဲ့တပေတဲ့ရှိတယ်။မကြောက်တက်လို့တင်ញိုင်းထဲမှာတယောက်ထက်လာနေတာ။ဖိုးပေတယောက်ခြေတော်တစ်ချောင်းမှတစ်ချောင်းထတ်တယ်။ခါးကိုမမတ်ထိုင်လိုက်ပြီးတော့မျက်လုံးကိုစုံမိတ်ကနှုတ်ကနေမန္တန်တစ်ခုကိုရွတ်ဆိုတယ်။ဒီချိန်မှာဝုန်းဆိုတဲ့အတန်နဲ့တူတူဇရဲတစ်ဆောင်လုံးတိမ့်တိမ့်တုံးသွားတယ်။တရားရောက်ကကိုင်းလှုပ်နေတယ်လို့ပဲ။လူဝန်တရမမအကြီးတကူဟာဇရက်ကိုဆွဲကင်လှုပ်ရနေတယ်။ဖိုးပေတယောက် မျိုးလုံးတွေကိုစုံမိတ်လို့မန်းနံတစ်ခုကသာအဆက်မပြတ်ရွတ်တယ်။ဒီချိန်မှာကျွေးနေကြတဲ့ကောင်အုတ်ကူတွေကြားထဲကနေသရောတော့ပါပြေးလာပြီးတော့ဇယက်ကြီးကိုကင်လှုပ်နေတဲ့လူဝင်ကြီးမဲမဲတန်တန်အိတ်ကိုဂျိုကားကြီးနဲ့တိုးခွတ်ပြေးရအဲ့ဒီအိတ်မကြီးနောက်ကိုလဲကြသွားခဲ့တယ်။ကျွေးကြီးကနှာတဖူးဖူးမှုတ်ပြီးတော့ခြေတွေနဲ့မြေကိုယက်တယ်အချိန်ယူတယ်။မဲမဲရဲ့ကြီးကဖိန်တန်ရက်တာနဲ့နောက်ကို ဆော့ပြီးတော့တချိုးနဲ့လှည့်ပြေးတယ်။မဖို့ပေမဖို့ကေ ပြီးတော့အဖကိုပြီးတော့မောင်ငင်ကအတော့ကိုတမာတိရှိတဲ့လုံငယ်ပဲဒါကြောင့်လေဒီလိုတုတ်တန်တစားဖြစ်မှာတယောက်တည်းနေတာဝိပြုဆင်ကျင်တဲ့ပုံကိုပြန်ရောက်လာတယ်ခမရဥစ္စာကျုပ်ဖွင့်လည်းမကြည့်ဘူးဖောက်လည်းမကြည့်ဘူးဒါပေညာတွေပါလေစောင့်မနေနဲ့အခုပဲပြန်ပြီးယူသွားတော့ဟိုးပေတယောက်ဒေါနဲ့မောနဲ့ပြန်ပြောတယ်လင်းစာလည်းပြုတ်နေပြီဒါကိုတစေပရာပိုင်လို့ခေါ်တယ်မောင်ဖိုးပဲ ဒီထဲမှာထိမနိုင်တိမနိုင်ဖြစ်နေတဲ့စစ်တွေကိုမန္တရအတက်ပညာတွေနဲ့ထိန်းချုပ်ထားတယ်။အထက်ပုဂ္ဂိုလ်တွေကမင်းကိုစမ်းသက်ခြင်းလို့ဒါကိုတညာစောင့်ရှောက်ခိုင်းတာ။မောင်ရင်တော်တော့ပထမစမ်းသက်မှုအောင်မြင်သွားပါပြီ။ဒါတို့ကွယ်ဒါတို့ဒါတို့ဘာတွေလဲဗျာ။ချုပ်တော့နားကိုမလဲတော့ဘူး။အချိန်တိုင်းရမောင်ဖို့ပြီးနားလေလာမှာပါ။ဖို့ပြီးလက်ထဲမှာတစ်စစ်ပရာဘိုက်ဟာသူ့လိုလိုပုဂ္ဂိုလ်စီကိုပြန်လဲရရှိသွားတယ်။ ုတ်တန်တစ်ခုလုံးငြိမ်သက်တိတ်ဆိတ်သွားပြန်တယ်။ဝိပုစံကျင်တဲ့ပုဂ္ဂိုလ်ဟာတည်ရွေ့နေပဲပျောက်ကွယ်သွားပြီ။ဖို့ပေတရာဇရက်ပေါ်မှာအတွေးပေါင်းမြောင်များစွာနဲ့ကျင်ခဲ့ပါတယ်။မတင်ညော့ညှက်ထားမွေးတော်မယ်နော်။ညှက်ထားအေးညှက်ထား။တိတ်ဆိတ်နေတဲ့ညားတကောင်ရန်ချိန်ဝေကန်ထဲမှာမတင်ညော့အော်တန်နဲ့တူလက်ထဲမှာနှစ်ယောက်အတန်ဟာစုံညာနေပါတယ်။မတင်ညော့ယောက်ျားဖြစ်သူစိန်တောင်းကတော့အကမ်းပြင်မှာပဲစိတ်လုံရှားစွာနဲ့ခေါက်တော့ခေါက်ပြန်လမ်းလျှောက်နေမိတယ်။ အရောက်ဘက်မှာတော့မတ်တင်ညောင်းမိဘဆွေမျိုးတွေနဲ့စိန်တောင်းမိဘတွေပြင်ဆွေမျိုးတွေလည်းရောက်ရှိနေတယ်။ဟဲမွေးပြီတော့မွေးပြီမတ်တင်ညောင်းနာကျင်စွာအော်တန်နဲ့တူတူလက်တယ်မရဲ့စကားကိုကြားလိုက်ရတယ်။ယောက်ျားလေးတော့ချစ်စရာလေးမတ်တင်ညောင်းကလေးမွေးပြီတော့ကလေးကိုမကြည့်နိုင်ပဲသတိမေ့သွားတယ်။စိန်တောင်းတယောက်ကြားလိုက်ရတဲ့စကားကြောင့်ပဲဝမ်းသာသွားပြီးတော့အခန်းထဲကိုပြေးဝင်လာတယ်။ဟဲ့စိန်တောင်းနေုံးလေးမင်းကလည်းအလောတကြီးနဲ့ဝေခန်းထဲကိုယောက်ျားတွေမဝင်ရဘူး။ ခလေးကိုကြည့်ကျင်လို့ပါဗျဒါနဲ့မိမရောဘလို့နေလဲမိမိမအခုတတိမေးနေတယ်နေအပြင်ထွက်လိုက်ဦးခလေးကိုငါယူလာပေးမယ်စိန်တောင်းလဲလက်တယ်မရဲ့စကားကိုနားထောင်ပြီးတော့အခန်းအပြင်ဘက်စီကိုထွက်လာတယ်လက်တယ်မနှစ်ယောက်ဟာတယောက်ကမွေးကန်ထဲမှာပြင်ဆင်စရာရှိတာပြင်ဆင်နေပြီးတော့နောက်တယောက်ကခလေးကိုအပြေအောင်ပိတ်စာလေးရိုက်ပတ်ကအခန်းအပြင်ကိုထွက်လာတယ်အခန်းအပြင်ဘက်မှာစိန်တောင်းမျိုးတွေနဲ့မတ်တင်ညုံမျိုးတွေပါဝင်စိန်တောင်းမှာခလေးကိုကြည့်ဖို့စောင့်နေတယ်လက်တယ်ထွက်လာတော့ စိန်တောင်းမိဘတွေနဲ့မတ်တင်ညုံမိဘတွေဟာကလေးကိုကြည့်ပေါ်လာကြတယ်။ရော့စိန်တောင်းစိန်တောင်းတယောက်ကလေးကိုကြည့်ပြီးတော့ပီတိဖြစ်လာတယ်။လောကမှာဖခင်တယောက်ရဲ့ပြောချင်ခြင်းပီတိဖြစ်ခြင်းဆိုတာဒါမျိုးလားဆိုတာစိန်တောင်းစိတ်ထဲမှာလည်းတွေ့နေမိတယ်။ကလေးကမျက်လုံးမပွင့်သေးပဲနဲ့ဟောငုံနေတယ်။ကလေးကိုပြီးတော့နေအောင်လေငါတို့လည်းခြေပြရစေ။မရဘူး။ကလေးကအခုမှမွေးခင်စားပဲရှိသေးတာ။လူတွေအများကြီးခြေလို့မရဘူး။လက်တဲမကကလေးကိုခြေပြီးတော့ အခန်းထဲကိုပြန်ဝင်သွားတယ်။စိန်တောင်းမိဘတွေနဲ့မတင်ညုံမိဘတွေကတော့ကလေးကိုမချိလိုက်ရတာကြောင့်စိတ်ထဲမှာမကျေနပ်ခြင်းဘူး။ဒါပေမဲ့ကလေးကိုမကြားခင်မှာတွေ့ရမှာပဲဆိုတဲ့စိတ်နဲ့ဖြေသိမ့်လိုက်ကြတယ်။စိန်တောင်းအိမ်ဘက်အောက်ဘက်ကိုဆင်းလာတော့ကဲစိန်တောင်းကလေးမှုတဲ့အထိတ်မနဲ့ဘာကြွေးမလဲ။ရွာမှာတော့မုံဒီပဲရှိတယ်။မုံဒီပဲစားကြတော့အေးပါတော့အေးပါ။စိန်တောင်းနဲ့အမျိုးရင်းနဲ့စကားပြောပြီးတော့ရွာထဲမှာမုံဒီဆိုင်မုံဒီဝယ်ဖို့လက်နဲ့တံပြီးတဲ့တလုံးကိုယူလို့ အေးအေးလေးလိုထွက်လာတယ်။မုံဒီဆိုင်စီရောက်တော့မုံဒီရောက်တဲ့အပြိုကြီးကအိတ်နေလို့အယောင်ကနေအော်တော့ပြီးတော့မုံဒီဝယ်ခဲ့တယ်။စိန်တောင်မုံဒီဝယ်လို့ရွာလန်းတိုင်းအိတ်စီကိုပြန်လာတယ်။ဒီချိန်မှာနောက်ကနေညီလေးညီလေးနေပါအောင်ကွာ။ညီလေးဆိုတဲ့အော်တန်ကိုကြားလိုက်ရတယ်။စိန်တောင်လည်းနောက်ကိုလှည့်ကြည့်ပြီးတမ်းမေးထိုးကြည့်တော့အသက်ရွယ်အားဖြင့်30ကျော်လောက်ရှိမဲ့လူကြီးတယောက်ကိုမြင်ရတယ်။စိန်တောင်တယောက်ဒီလူကိုရွာထဲမှာတခါမှမမြင်ဘူး။ ဒီကညီလေးလက်ထဲမှာလည်းမုံဒီတို့တွေနဲ့မုံဒီကျွေးမှတင်နေကျွန်တော်မိမခလေးမွေးလို့ဗျမုံဒီကျွေးမှလေးစိန်တော်ကအဲ့လူကိုမေးပြီးတော့ပြန်ဖြေတယ်။အော်အကိုလည်းဘိုက်စာနေတော့ပဲညီလေးအိမ်မှာမုံဒီကျွေးမှဆိုတော့အကိုလိုက်ခဲ့မယ်လေရပါတယ်လိုက်ခဲ့လေစိန်တော်နဲ့မိမဖြစ်သူခလေးမွေးထတာကြောင့်ပျော်ရွှင်နေလို့ဒီလူကိုခေါ်ပြီးတော့အိမ်ကိုလာခဲ့တယ်။လမ်းတစ်လျှောက်အဲ့လူကစိန်တော်မိမနဲ့ခလေးအကြောင်းမွေးလာလို့စိန်တော်နဲ့ရိုးသားသားပဲဖြစ်တယ် စိန်တောင်းအိမ်ကိုရောက်တော့နောက်ကလိုက်ပါတဲ့လူကိုစကားတမ်းမကြတာကြောင့်နောက်ကိုလှည့်ကြည့်တော့ခုနလိုမရှိတော့ဘူးစိန်တောင်းလည်းအဲ့ဒီလူပျောက်သွားတာကြောင့်စိတ်ထဲမှာဇဝေဇဝါတော့ဖြစ်သွားတယ်ခဏကြာတော့စိန်တောင်းအဲ့ဒီလူကိုမိထားလိုက်ပြီးတော့အမျိုးလေးကိုမုန်းလို့ကြွရင်စကားပြောနေတယ်စိန်တောင်းတယောက်ဒီလူကိုခေါ်လာပြီးနောက်ပိုင်းညအချင်းရေတောက်ဆင်းရင်အချိန်မဲတစ်ခုကိုမကြာခဏဆုတ်တယ်လို့မြင်ရတယ်မတင်ညွန့်လည်းဒီတိုင်းပဲအချိန်မဲကြီးကိုညအချင်းမကြာခဏဆုတ်တယ်လို့မြင်ရလေရှိပါတယ် ဒီလိုနဲ့ပဲ9နှစ်ကြာပြီးတဲ့နောက်မှာတော့မိမကိုအလုပ်သွားတော့မယ်နော်ခလေးကိုခယူဆိုင်စိတ်ချပါယောက်ျားရဲ့အေးသွားပြီကွာစိန်တော်တယောက်မိမဖြစ်သူကိုခလေးကိုခယူဆိုင်ဖို့ပြောပြီးမနက်ဆောဆောတီးပဲအိမ်ကနေစပိန်လေးစီပြီးထွက်လာတယ်စိန်တော်လှုပ်တဲ့အလုပ်ကတခြားရွာမှာတစ်ဆက်ရုံရှိတယ်တစ်တွေကိုထမ်းပိုးပြီးတော့ပို့ပေးရတဲ့အလုပ်ဖြစ်ပါတယ်ပင်လဲပင်မှန်တယ်လို့ဝင်ငွေလဲကောင်းလို့စိန်တော်လုံနေခြင်းဖြစ်တယ်စိန်တော်ရဲ့သားဟာအခုဆို9နှစ်ခန့်ရှိပြီး စကားကောင်းကောင်းပြောတတ်ပြီးလမ်းလဲကောင်းကောင်းရှောက်တတ်နေပြီစိန်သောကသူ့ရဲ့သားဖြစ်သူကိုအောင်စိန်ဆိုပြီးတော့နာမည်ပေးထားတယ်။သားခါခါလေးလိမ့်မယ်မမေ့စီလာခဲ့မဲ့တင်ညုံတယောက်သားဖြစ်သူအယောက်မှာအယုတ်တူနဲ့စောကစားနေလို့တနခါလေးမှခေါ်တယ်။သားဖြစ်သူအောင်စိန်လဲမိဘစကားကိုနားလေစာအရွယ်ကလေးကမငင်းမပဲအမြဲတမ်းလိုနားထောင်နေရှိတဲ့သားလေးမှတယောက်ဖြစ်လို့စိန်သောနဲ့မတ်တင်ညုံဟာသားဖြစ်သူကိုပို့ပြီးတော့အချစ်ပို့ရတယ်။လာပြီမမေ့ အောင်စိန်ကမိခင်ဖြစ်သူခေါ်တန်ကြလို့ဆော့လက်ဆရုပ်တွေကိုပြစ်ထားပြီးတော့မိခင်ဖြစ်သူစီကိုလေခါတက်ကနေပြစ်တက်လာတယ်ခဏကြာအောင်စိန်တယောက်မိခင်ဖြစ်သူလိမ့်ပြတဲ့တဏ္ဍကားကိုအလိမ့်ခနဲ့မမေตาလှသွားပြီလားလှသွားပြီအောင်စိန်တယောက်ပြောသွားတယ်မိခင်ဖြစ်သူနာကနေအပြေးကလေးပြေးလာရင်လေခါကိုပြင်ဆင်လာတယ်ဒီချိန်မှာအောင်စိန်တယောက်လေခါတက်ကနေပြင်ဆင်နေရင် ရှေးကိုအားလုံပြီးတော့ပြုတ်ကျသွားပါတယ်။အောင်စိန်တယောက်လေကားတကနဲ့ပြောကြပြီးအားလို့အော်ကလောကကြီးနဲ့ဆက်သွယ်ပြတ်သွားတယ်။မတညွန်တယောက်တားပြစ်သူအော်တန်ကြားတာကြောင့်အိမ်ထက်ကနေပြေးလာတာမင်းလာရဲ့မြင်ကွင်းကြောင့်ခဏကြောင်မီရက်ကြည့်မိတယ်။မတညွန်မြင်လိုက်ရတာကတားပြစ်သူအောင်စိန်လေကားရင်းမှာခေါင်းကနေသွေးတွေစီးကျပြီးတော့ငိုလည်းမငိုစကားလည်းမပြောဘဲနဲ့ငုံငုံကြီးထားနေတယ်။ခဏကြာမတညွန်တတိဝင်လာပြီးတော့တားပြစ်သူစီကိုတွားတယ်။အနားကိုရောက်တော့ဘလို့ဖြစ်တာလဲတားရဲ့ ခေါင်းမလည်းသူတွေနဲ့ဘာမှမဖြစ်ဘူး။တာပြည့်သူဟာကပ်ပြဲ့ပြောတဲ့စကားကြောင့်မတင်ညွန်အံ့ဩသွားတယ်။အရင်ကခုလည်းမဟုတ်ဘူး။နားလဲစားရွယ်ကလေးကမိဘစကားတွေကိုအမြဲတမ်းမငင်းမပယ်နားထောင်တက်တဲ့သားသားလေးမလေး။ကဲပါတာရဲ့မိမေဆေးထည့်ပေးမလား။မလိုက်ဘူး။ခေါင်းမမနဲ့သားလာပါ။ငါမလိုက်ဘူးလို့ပြောနေရင်တော့ဟာဒီလေးကတာပြည့်သူစီကကြားလိုက်ရတဲ့စကားကြောင့်မတင်ညွန်အံ့ဩထိတ်လန့်သွားတယ်။မတင်ညော့ ta biết được cho đây sự khác cháu trai biết được cho lại cho mình là sẽ cụ ta đây là bà ta vậy xí thế bây giờ mẹ mẹ muốn chửi mẹ nó mà sao bu ngã cô chửi chừng vậy à mẹ ta chửi đi bà ta vậy mà nói gì mẹ xí thua bị đó mẹ mẹ với mẹ mẹ đây nhớ mẹ ta chửi mẹ lúc mà ông xin ngã cô ta đây nên đi vào nhà đó xin đâu thì à ở lâu gặp bạn nào đây mẹ đây nhớ lại xin đâu ngồi ta biết được ông xin chào chắc chắn công xin bé bé đây xin đâu ngã đó đi chào ngồi ကလေးပဲကွာတခါတလေစိတ်တော်ပြီးပြောတာနေမှာပေါ့ဆိုတဲ့စကားနဲ့ပဲပေါ်စားစွာနေလိုက်ပါတယ်နောက်တနေ့ရောက်တော့မတ်တညုံတယောက်ဈေးကိုသွားတိုင်းပြည်သူမှားထားတဲ့အမဲသားဝယ်ဖို့မေးခဲ့တယ်အင်ကိုရောက်တော့မကျေနပ်ဘူးလုံးဝမကျေနပ်ဘူးတိုင်းပြည်သူအောင်ဆိုင်ရဲ့စကားတန်ကြောင့်တိုင်းပြည်သူကိုကြည့်တော့မျက်ထောက်နေကြီးနဲ့သူ့ကိုကြည့်နေတာမြင်ရတယ်မေမေမေးသွားလို့ပါသားလေးရဲ့စိတ်မဆုံးနဲ့တော့နက်ပြန်သွားရင်ဝယ်ခဲ့မယ်နေအပေါက်ပိတ်ထားအခုချက်ချင်းအမဲသားငါ့အတွက်သွားဝယ်ပြီ ဒါပြည့်သူအောင်စိန်ရဲ့ရိုင်းဆိုင်တဲ့စကားတွေကြောင့်မက်တီညွန်အန်အောင်စိန်နဲ့တူတူဒေါသထွက်သွားတယ်။မအေကိုတော့ပြန်ပြောတဲ့ကလေးလာစမ်းမက်တီညွန်ဒေါသထွက်သွားပြီးတော့ဒါပြည့်သူအောင်စိန်စီသွားပြီးတော့ပါးကိုခပ်ပင်းပင်းလေးနေအောင်ဖြန်းဆိုရိုက်ချတယ်။အောင်ပါနေကားများငါးကိုရိုက်တယ်ပေါ့ဟုတ်လား။အောင်စိန်ပစက်ကနေယောက်ျားကြီးတယောက်ရဲ့အတန်ထွက်လာတယ်။ပြီးတော့မိခင်ဖြစ်သူပါးကိုနှစ်ချက်ဇက်တိုက်ပဲရိုက်ချတယ်။မက်တီညွန်တယောက်ထိမှန်မထားတဲ့ရိုက်ချက်ကြောင့်ရှောင်းကျင်တော့မရလိုက်ဘူး။ မက်တညုံလည်းတားပြစ်သူပါဇက်ကနေယောက်ျားကြီးအတန်တန်ကိုကြားလိုက်ရတာကြောင့်ကြည့်လိုက်တော့တားပြစ်သူဟာမိဖို့ချောင်းတွေကိုပြေးဝင်တော့တာမြင်ရတယ်။ခဏကြာတော့ငါ့ကိုအမဲသားကြွေးမကြွေးရင်တေဖို့သာပြင်တာ။မိဖို့ချောင်းတွေကနေအော်ပြောပြီးတော့ပြေးထွက်လာတယ်။ဟာမိဖို့ချောင်းတွေကထွက်လာတဲ့လူဟာသူ့သားဖြစ်သူအောင်စိတ်မဟုတ်ပဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးမေးလောင်တယ်လို့မဲနဲ့နေတဲ့လူတယောက်တက်ထဲမှာလဲစက်တုံလှိထားတဲ့ဓာတ်လက်ကိုကိုင်လာတယ်။ငါ့ကိုအမဲသားအခုချက်ချင်းဝဲပေးစမ်း မတင်ညိုတယောက်မေးလောင်ထားသလိုကိုခန္ဓာမဲနဲ့နေလူကိုမြင်ပြီးတော့ကဲကြပါအောင်ကဲကြပါအောင်ဒီလိုအော်ပြီးတော့အပြင်ကိုပြေးထွက်တယ်မပြေးနဲ့အဲလူကလည်းအနောက်ကနေလိုက်တယ်မတင်ညိုအော်တန်ကိုကြားလို့အနီနာပတ်ဝန်းကျင်ကလူတွေဟာမတင်ညိုစီကိုပြေးလာတယ်အိမ်နာကိုရောက်တော့မတင်ညိုအိမ်ထဲကနေပြေးထွက်လာပြီးနောက်ကနေတာပြည့်သူအောင်စိဓာတ်တက်လက်ကိုင်းပြီးလိုက်လာတာကိုလည်းမြင်ရတယ်ကဲကြပါအောင်ရှင်ဟေးမတင်ညိုဘာဖြစ်တာလဲ တကူလုံးမီးလောင်ထားတဲ့လို့မဲနေရလို့တယောက်ကျမနောက်ကိုလိုက်နေတယ်ကဲပါဦးနင်းကိုလိုက်တက်တဲ့သူကဘယ်မှာလဲနောက်မှာလေမတညုံတယောက်စကားအထက်တင်ငုံငုံနဲ့ပြောပြီးနောက်ကိုလက်ညှိုးထိုးပြတော့ဓာတ်တလက်ကိုင်းပြီးမျက်တောက်နေကြီးနဲ့ကြည့်နေတဲ့တာဖြစ်သူကိုမြင်လိုက်ရတယ်။အော်ဒီကလေးကလည်းဓာတ်တွေကိုင်းပြီးတော့ဘာလုပ်နေရလဲမသိဘူး။မတညုံနားမှာရက်နေတဲ့အသက်25နှစ်ရွယ်ယောက်ကြောက်ခဲဟာကလေးစီသွားတယ်။နောက်ကိုရောက်တော့ငါနားကိုတကောင်မှမလာနဲ့တော့ လာတဲ့ကောင်အသေးပဲဟေးကြောက်ခဲကြားလိုက်ရတဲ့စကားကြောင့်အံ့ဩသွားပြီးနောက်ကိုဆုပ်ပြေးတယ်ဟေးမသားမငါ့ကိုမဲသားကျူးစမ်းအောင်စိန်တယောက်မိခင်ဖြစ်သူကိုဟောပြောတယ်အောင်စိန်ဘေးနားမှာရှိတဲ့ကြောက်ခဲဟာအောင်စိန်ပြောတဲ့စကားတွေကိုနားထောင်ပြီးတော့အခြေအနေကိုရိပ်ဆမိသွားကမတ်တညွန်းနာကိုတွားတယ်မတ်တညွန်းငါပြောတာသိချာနားထောင်မင်းသားကိုအပမိနေပြီရှင်ဟုတ်တယ်ငါသိတဲ့လောက်ပြောရရင်တော့နင်းသားကိုအပမိနေတာ ဒါဆိုကျမသားလေးကတေးသွားပြီလားဒါတော့ငါလည်းမသိဘူးငါအပားနဲ့တွေ့မှပဲသိရမယ်ကုညီပေါင်းကြောက်ခဲ့ရဲ့အခုတော့တော့သူ့တောင်းထားတဲ့အမေသားကိုဝကြွေးပြီးသူ့ဆက်ရက်နောင်ထားပြီးတော့အိမ်မှာသူ့ကိုတယောက်ထဲထားပြီးတော့နင်းကဘေးတဲအိမ်မှာရှင်နေကိုစောင့်ကြည့်ထားငါအဘကိုတော့ခေါ်မယ်နင်းအဘကပဲချင်းရောက်မှလဲအဘကဟိုဘောက်ရမှာရှိတာရွာကညနေပိုင်းတော့ပြန်ရောက်မယ်ထင်တယ်မြန်မြန်လာခဲ့တော့အေးငါသွားပြီကြောက်ခဲတဲ့အောင်မတ်တေညွန်နာကထလာပြီးတော့ သူ့ရဲ့အဘဖြစ်သူရွာစီကိုရောက်လာတယ်။မတင်ညွန်လဲတာဖြစ်သူကိုဒါအမေအမေသာတော့ဝယ်လိုက်မယ်နော်။အိမ်မှာစောင့်နေ။ဒီလိုဆိုပြီးတော့អော်ပြောလိုက်တယ်။မြန်မြန်သွားပြီးတော့မြန်မြန်ပြန်လာခဲ့။အမေသာမဝယ်လို့ကတော့နင့်သားသိပြီသားမ။တောက်တောင်းဝင်มาတယ်။ကျမသားလေးကိုမတတ်ပါနဲ့။အောင်စိန်ကမိခင်ဖြစ်သူစကားကိုနားမထောင်တော့ဘဲနဲ့အိမ်ထဲကိုပြန်ဝင်သွားတယ်။မတင်ညွန်လဲဘဲအိမ်ကလူတွေကိုတာဖြစ်သူကိုစောင့်ကြည့်ဖို့မှာခဲ့ပြီးအမေသာဝယ်ဖို့ဈေးကိုထွက်လာတယ်။15မိနစ်လောက်ကြာတော့ ဈေးကိုရောက်သွားပြီးမက်ဒီညွန်ရောက်တာနဲ့အမဲသား40သားဝယ်အိမ်ကိုပြန်လာတယ်။အိမ်ကိုရောက်တော့အမဲသားလေးကိုမိဖို့ကြောင့်ထဲမှာထားပြီးတော့ထွက်သွားတော့ဟုတ်ဟုတ်ကဲ့ရှင်။မက်ဒီညွန်တယောက်ကြောက်ခဲမှလည်းတိုင်းပဲတာပြည့်သူကိုစိတ်ချမ်းသာအောင်ပြောအိမ်ပြင်ကိုထွက်လာတယ်။မက်ဒီညွန်လည်းဘေးအိမ်တိမ်မှာဝင်ပြီးတော့တာပြည့်သူချင်းတွေကိုစောင့်ကြည့်တယ်။ဒါပေမဲ့ဘာမှထူးခြားမှုမရှိဘူး။ညနေပဲရောက်တော့ကြောက်ခဲတဲ့တူတူမောက်စိတ်မွေအဖြူစပင်ဖြူနဲ့အသက်ရွယ်အပြည့်60ကျော်လောက်ရှိမဲ့လူတယောက် အိတ်တလုံးလွယ်ပြီးလိုက်ပါလာတယ်။မတညုံတယောက်ကြောက်ခိုင်းတဲ့သူပါလာတဲ့လူကိုမြင်တော့အိမ်ထဲကထွက်လာပြီးတော့အကူကြီးတောင်းတယ်။ဆရာကြီးကျမသားလေးကိုကူညီပါဦး။အေးအဘကိုလာပြီးကူညီတောင်းတော့လေကူညီရတာပေါ့။အခုအဘရောက်နေပြီဆိုတော့ဘာမှမပူနဲ့။ဒါနဲ့ခလေးနဲ့မေကပါလဲ။အောင်စိမ်ပါဆရာကြီး။သမီးလေးအဘကိုဆရာကြီးလို့ခေါ်စရာမလိုဘူး။အဘလိုပဲခေါ်။အဘနာမည်မသိရင်လည်းမှတ်ထား။အဘနာမည်ကစန်ထွန်း။ဟုတ်ကဲ့ပါ။ ဒါဆိုသမီးလေးအိမ်ကိုသွားရအောင်။ကြောက်ခဲမင်းကတော့ငါးနောက်ကနေလိုက်ခဲ့။ဟုတ်ကဲ့ပါ။မက်တင်ညွန်ကြောက်ခဲနဲ့စန်နုံတို့ဟာအောင်စိန်ရှိတဲ့အိမ်ကိုဖြည့်ပြချင်းဝင်လာတယ်။အိမ်ထဲကိုရောက်တော့ဟဲ့ကောင်မ။နေငါးများကားကိုနှိမ်နှင်းမှုအတွက်ဆရာတွေခေါ်လာတယ်ဟုတ်လား။တည်ကျင်နေပြီထင်တယ်။သပင်ဖြူနဲ့အဖိုးကြီးကတော့မက်တင်ရင်အိမ်ပြန်တော့စန်ထုံးဆိုတဲ့လူဟာအိမ်နောက်ကနေပြောနေတဲ့စကားကိုကြားပြီးတော့မဲပြုံးပြုံးကဂါရာတစ်ခုကိုဖြည့်ပြချင်းယူဆိုတယ်။ပြီးတော့အိမ်ကိုဖြည့်ပြချင်းတက်လာတယ်။ ကြောက်ခဲနဲ့မတ်တညုံနဲ့နောက်ကနေထက်ချက်မကွာလိုက်ပါလာတယ်။အဲ့အဘိုးကိုရောက်တော့ဒီအဘိုးကြီးတော့ငါလွတ်ရင်ပေးတော့မယ်။အောင်ဆိုင်ကအခန်းရောက်တဲ့နေရာကနေအန်ကျိတ်ပြီးစံထုံးကိုမကျင်းတဲ့မျက်နှာနဲ့ကြည့်တယ်။မတ်တညုံကတိုင်းပြည်သူကိုကြည့်ပြီးတက်သိန်းနေထားလာတယ်။ကြောက်ခဲကတော့အတွေ့အကြုံရှိသူပဲပြီးအေးအေးဆေးဆေးပဲ။စံထုံးဆိုတဲ့လူကလည်းအောင်ဆိုင်ကိုဂယုမဆက်ပဲနဲ့ဖျားဆင်ရှိရဘက်ကိုသွားတယ်။ဖျားဆင်ရှိကိုရောက်တော့စံထုံးကအိမ်ထဲကဖျောင်းနိုင်ခွနချောင်းထုတ်ကာ ဖျားစင်မှာထောင်းလိုက်ပြီးတော့ဖျားစင်ရှိမှာဒုထောက်လက်အုပ်ချီကအရှင်ဖျားတပိတော်ဒီခொနည်းရသားသမီးတွေကိုအန်ရဲကဲအောင်ကဲတင်ပေးနေတဲ့အထက်လန်းဆရာတို့ဖြစ်ပါတယ်ဒါကြောင့်ဒီအိမ်မှာရှိတဲ့အောင်စိန်ဆိုတဲ့ကလေးကိုပုတ်ကပ်ပြီးအနောက်ရှက်ပေးနေတဲ့မကောင်းဆိုးဝါးကိုဖယ်ရှားပြီးဒီကလေးကိုအန်ရဲကဲအောင်ကူညီပေးပါဒီလိုဆိုပြီးတော့ဖျားကိုရှစ်ကိုတယ်ကဲအောင်စိန်ဆိုတဲ့ကလေးကိုတည်းမှာဘာလို့ပုတ်ကပ်ပြီးတော့ဒီမိသားစုကိုနှောက်ရှက်လဲဆိုတာအပါရှိလာပြီးတော့ရှင်းပြပေး မလာဘူးမလာဘူးကြောက်ခဲပြတ်ပါပါအဘအတွက်တောက်တော်ရီတစ်ခွက်မြန်မြန်ခတ်ပြီကြောက်ခဲကသူ့ရဲ့အဘဖြစ်သူစံထွန်းပြောတဲ့အတိုင်းအယောက်ကိုဆင်းသွားတယ်ခဏကြာမှတော့လက်ထဲမှာတောက်ရီကိုတစ်ခွက်ကိုကင်ကတက်လာတယ်ထလန်းဆရာကြီးစံထွန်းကိုပေးတယ်ထလန်းဆရာကြီးစံထွန်းလဲတောက်ရီကိုကိုကင်လို့ဂါရတပုတ်ကိုတိုးတိုးလေးပဲရွတ်ဆိုတယ်ပြီးတော့အောင်စိန်နားကိုထားသွားတယ်အောင်စိန်နားကိုရောက်တော့ကဲအဘနောက်တစ်ခါတက်မိမယ်အောင်စိန်ကိုပူးကတ်နေတာဘာကြောင့်လဲမင်းမသူလဲ ဒီကလေးနာမင်းကဘာပတ်သက်မှုရှိလို့လဲမပြောဘူးကွာဩဒီလောက်တောင်ခေါင်းမာနေတာအနုနည်းနဲ့မရတော့လဲအကြံနဲ့တောင်းရမှာပေါ့အတက်လဲဆရာကြီးဆန်တော့ဟာတောက်ရီကော်တဲ့ကိုလက်တပတ်နိုင်ဖျားငါးစုမိတ်အတက်ဆရာကြီးရဲ့အာနာနာမင်းကြီးလေးပါးရဲ့အာနာနဲ့ကလေးကိုပူကတ်နေတဲ့မကောင်းဆိုးဟာတယုံမှန်အခုကြကြံထွက်ပေါ်စမ်းအတက်လဲဆရာကြီးဆန်တော့ဟာရေကော်တဲ့ကရေကိုလက်ထဲမှာအနေငယ်ယူအောင်စိန်ကိုပြန်လိုက်တယ်ရေဆက်တွေထိတာနဲ့ အောင်ဆိုင်ကအားလို့ဩပြီးတဖြည်းဖြည်းမီးလောင်ထားတယ်လို့မဲနေနေတဲ့လူတယောက်ဖြစ်ပြောင်းသွားတယ်။ဒီချိန်မှာကြောက်ခဲနဲ့မတ်တညောမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩသွားတယ်။ဒီချိန်မှာအိမ်မော်ကိုပြစ်တက်လာတဲ့ခြေတံတစ်ခုကိုကြားရတယ်။အတန်ကြားကလှည့်ကြည့်တော့စိန်တောင်းစိန်တောင်းကခန္ဓာကိုယ်ပေါ်မှာချွေးတွေထွက်နေတယ်။စိန်တောင်းကသူ့ရဲ့မိမဖြစ်သူနဲ့ခုနှစ်ပေအကွာလောက်မှာရှိနေတဲ့တကူလုံးမဲနေတဲ့လူကိုမြင်သွားတယ်။မိမသူကဘာလုပ်လဲ။အဲ့ဒါအောင်စိန်ကိုပိုးကနေတဲ့မကောင်းဆိုးပါပဲကွ။ စံတော်ကစိန်တောင်းကိုဝင်ပြောတယ်။ဗျာလူလေးကိုအဘနောက်မှရှင်းပြမယ်။အခုလောလောဆယ်လူလေးခဏနေပေးပါ။စိန်တောင်းလည်းဘာမှစက်မပြောတော့ဘဲနဲ့မိမပြည့်သူနာကိုသွားထိုင်ပြီးတော့အခြေအနေကိုစောင့်ကြည့်တယ်။တကောလုံးမဲနေနေတဲ့မကောင်းဆိုးဝါးဟာထက်လန်းဆရာကြီးစံတော်ကိုမကျေနပ်တဲ့မျက်နှာနဲ့ကြည့်တယ်။မကောင်းဆိုးဝါးကောင်ကများငါ့ကိုမကန့်လေးစားနဲ့။ငါမိတာကိုမဖြေဘူးပေါ့ဟုတ်လား။မင်းကမဖြေရင်တော့ငါကပြေအောင်လုပ်ရမှာပဲ။ရော့ကွာ။ထက်လန်းဆရာကြီးစံတော်ဟာ မဲနဲ့နေတဲ့မကောင်းဆိုးဝါးကောင်ကိုတောက်ရွက်ကရေကိုယူပြီးတော့စက်တိုက်ဖြန့်ပတ်တယ်။ပူတယ်။ရေစင်းနဲ့ပြစ်တာရက်ပေးပါ။အထက်လန်းဆရာကြီးစတ်တော့ရေကွက်ထဲကရေနဲ့ပတ်တာကိုမရက်သေးပဲနဲ့ခလေးကိုဘာကြောင့်နှောက်ရှက်လဲဆိုတာပြောရင်ရက်ပေးမယ်။ပြောပြောပြပါမယ်။ပူတယ်မခံနိုင်ဘူး။သိချတယ်နော်။သိချပါတယ်။ရေစင်းနဲ့ပတ်တာရက်ပါတော့။ဒီလိုပြောမှအထက်လန်းဆရာကြီးစတ်တော့ရေနဲ့ပတ်တာကိုရက်တယ်။စိန်တောင်မတင်ညုံနဲ့ရောက်ခဲတွေကတော့ ဘာတခေါမှမပြောဘဲကြည့်နေတယ်။ကဲမကောင်းစွားကပြောတော့ကျုပ်ကလုံခဲ့တဲ့ဆယ်နှစ်လောက်ကမေးလောင်ပြီးသေသွားတဲ့လူတယောက်ပါ။ကျုပ်သေသွားပြီးနောက်ပိုင်းမှာကျုပ်မိသားစုကကျုပ်ကိုအမျှတမ်းမဝေလို့တဲရဲကောင်ဖြစ်ဖြစ်နေခဲ့တာ။တဲရဲဘဝမှာအစာရှာရတာကလည်းမလွယ်ဘူး။ဒါနဲ့ကျုပ်လည်းတရွာဝင်တရွာထက်လာရင်လည်းတနေ့မှဒီကလေးအဖေမုံဒီဝေပြန်လာတာမြင်တော့မုံဒီစားမယ်လို့ခွင့်တောင်းပြီးနောက်ကနေလက်လာခဲ့တာ။အိမ်ကိုရောက်တော့ငါ့ကိုမုံဒီလည်းမကြွေး သူတို့ဆုံးဖြတ်ထားတဲ့မုံဒီတွေကိုပဲကောက်စားရတယ်။ဒါနဲ့ငါလည်းမုံဒီမစားတာနဲ့ဒေါသထွက်ပြီးတော့ဒီအင်ရှိကတရက်ပင်မှာနေပြီးတော့အခွင့်အရေးရရင်ဘသူ့ကိုမဆိုဘူးကပ်ပြီးတော့စားတောက်မယ်လို့စိတ်ကုတ်ထားတာ။ဒီနေ့ကျတော့ဒီကလေးကလေကားပေါ်ကနေပြုတ်ကြတယ်။ဒါကြောင့်မဲဒုက္ခနာကုံမှာဘူးကပ်ပြီးတော့စားတောက်ဖို့အတွက်လောက်တာ။တောင်းစားတာမရရင်တော့ဒီကလေးကိုစားမယ်လို့စိတ်ကုတ်ထားတာ။ အခုတော့အစီအစဉ်အားလုံးကပြတ်ကုန်ပြီ။ဟင်။စိန်တောင်းနဲ့မတ်တင်ရောအံ့ဩထိတ်လိုက်သွားတယ်။ကဲကဲပါအောင်ပါရဲ့။တက်တက်လေးနေပြီသမီး။အထက်လန်းဆရာကြီးစံတော့ပြောမှမတ်တင်ရောတိတ်သွားတယ်။ရာရာဆဆမလောက်လေးမလောက်စားတရေခါမြ။ခလေးကိုစားမယ်တဲ့။အခုချက်ချင်းထွက်သွားစမ်း။တကူလုံးမဲနေတဲ့တရေဟာအဟင်းနဲ့စကားမပြောဘဲနဲ့မျက်ထောင်နေကြီးနဲ့အနားမှာရှိတဲ့လူတွေကိုကြည့်တယ်။ငါနောက်တစ်ခါထပ်ပြောမယ်နော်။အခုချက်ချင်းခလေးခဏကူကထွက်သွား။မထွက်ရင်တော့ တရေဘွားကနေပြပုံဘွားကိုပြောင်းသွားမယ်။အထက်လန်းဆရာကြီးစံတော်ပြောတဲ့စကားတွေကိုမကြားသလိုတရေကလှုပ်နေတယ်။ဟောအတော်ကောင်းပါလေတရေချော့ကွာ။ဒီတခါတော့အထက်လန်းဆရာကြီးစံတော်ကလက်ထဲမှာရှိတဲ့တောက်ရည်အားလုံးနဲ့ပြစ်လိုက်တာကြောင့်အားလို့ဩကအလက်ရောင်ခွန်ခွေဖြစ်ပြောင်းသွားပြီးတော့တကိုယ်လုံးမဲနေတဲ့တရေပျောက်ကသွားတယ်။အောင်စိန်ကခွေကိုလေးလဲကျသွားတယ်။စိန်တောင်းနဲ့မတ်တင်ညော့တားပြစ်သူအောင်စိန်နောက်ကိုသွားပြီးတော့ပွေ့ချီပြီးတော့အော်ခေါ်တယ် ဘာမှစိတ်ပူစရာမလိုတော့ဘူးခလေးကအနေနဲ့ကင်းသွားပြီအထက်လန်းဆရာကြီးဆန်တော်စိန်တောင်းနဲ့မတ်တင်ညုံတို့တားပြစ်သူကိုစိတ်မပူဘူးပြောပြီးတော့အရင်တခါပြောသလိုပဲကြောက်ခဲကိုရေခက်ခိုင်းနေကြောက်ခဲလေတောက်တော်ရေကိုကိုင်းလို့ရေတစ်ခွက်ကိုတော့ခတ်တယ်ပြီးတော့သူ့ရဲ့အဘဖြစ်သူဆန်တုံးကိုပေးတယ်တမီခလေးကိုဘုရားရှင်ရှိကိုခေါ်လာခဲ့မတ်တင်ညုံတားပြစ်သူအောင်စိန်ကိုထမ်းယူပြီးတော့ဘုရားရှင်ရှိကိုချတယ်အထက်လန်းဆရာကြီးဆန်တော်လည်း ော့တော့ရေခွက်ကိုအရင်တစ်ခါလိုပဲလက်တစ်ဖက်နှိုင်းဂါရတဘုတ်ကိုယူဆိုကခလေးမျက်နှာကိုပြန်ပတ်တယ်ခဏကြာမှတော့ရေရေစားတယ်တပည့်သူစီကအတန်ကြားလို့စိန်တောင်းတို့လည်းများဝမ်းသာသွားတယ်တမီ ခလေးကိုရေတိုက်လိုက်ပါထလန်းဆရာကြီးစံထုံးပေးတဲ့ရေကိုမတ်တိန်ညွန်ကရေပြီးတော့ခလေးကိုတိုက်တယ်ရေတောက်ပြီးတော့ခလေးဟာဘာမှမဖြစ်တယ်လို့ပုံစံနဲ့ဟိုဒီဒီလိုက်ကြည့်တယ်ထလန်းဆရာကြီးစံထုံးကခလေးကိုကြည့်ကပြုံးတယ် ပြီးတော့ထိုင်ရကနေထရက်တယ်။မကောင်းဆိုးဝါးကိုဖယ်ရှားပြီးပြီဆိုတော့မပလိုက်သွားတော့မယ်။နေပေါင်းပါရဲ့။ပြီးတော့ကလေးရဲ့ပြေဟာအိတ်ထဲကနေပတ်စံတထောင်းတန်း၅ရက်ကိုထုတ်တယ်။ကျွန်တော်ညံပူစာကပြီးတဲ့ပတ်စံကိုလက်ခံပေးပါပါ။အဘကခொနည်းတာသိမ့်မိတွေကိုဒီလိုပဲကုန်ကြတာလို့လေပတ်စံကိုမယူပြစေနဲ့။ကြောက်ခဲ့သွားရအောင်။အဘနေပါဦး။စိန်တောင်းတားပြီမဲ့ထက်လန်းဆရာကြီးက ဘာမှမကြားသလိုပဲအိမ်ကနေထွက်ခွာသွားတယ်။မမေဒါပိုက်စားတယ်။ခဏတော့ဒါလေးမမေထမင်းချက်အောင်မယ်။မတညုံလည်းပြောရှင်သွားနဲ့ဒါဖြစ်သူကိုထမင်းချက်ကြွေးတယ်။မတညုံနဲ့စိန်တောင်းတို့လည်းဒီနေ့ကစပြီးဒါဖြစ်သူအောင်စိန်ကိုအရင်ကထက်ပို